မြတ်စွာဘုရားဟောတဲ့လူတိုင်းအတွက်အမှန်တရားဆိုတာလူမျိုးမရွေးဘာသာမရွေးဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်လူဆိုရင် လူသားတွေမှန်သမျှအတူတူပဲယုံကြည်ချက်ချင်းတူတာမတူတာသာထားเนาะဒီမယုံကြည်တဲ့လူလဲထညက်ဆိုတာချိုးတယ်ဆိုတာဘသူစားစားချိုးမှာပဲလေ ငါထညက်ချုပ်တယ်ဆိုတာငါမယုံဘူးစားကြည့်မယ်စားကြည့်တဲ့လူလည်းချုပ်မှာမယုံဘူးလို့ပြောတဲ့လူလည်းချုပ်မှာပဲယုံတယ်လို့ပြောတဲ့ပုဂ္ဂိုလ်လည်းချုပ်မှာပဲဘာကြောင့်လို့ဆိုရင်သူ့ရဲ့သဘောဝါကအချို့တတ်ကောထို့တူပဲကုသိုလ်ကောင်းမှုဟာလည်းပဲယုံသည်ဖြစ်စေမယုံသည်ဖြစ်စေဒီလမ်းကြောင်းဒီအလုပ်ကိုလုပ်ရင်ကောင်းကျိုးချမ်းသာရမှာပဲအကုသိုလ်ဆိုတဲ့အလုပ်ဟာ ဒုက္ခဝိပါကဆိုးကျိုးကိုပေးတာဖြစ်တော့ကြောင့်ဒီလုတ်ကိုလုတ်ရင်ဘုရားဘာသာဆိုပြီးကင်းလွတ်ခွင့်ရမှာမဟုတ်ဘူးတခြားဘာသာဆိုပို့ပြီးတော့ဒုက္ခရောက်တယ်ဆိုတာလည်းမရှိဘူးရှောင်းတဲ့လူရမှာပဲမရှောင်းတဲ့လူခံရမှာပဲမလုတ်တဲ့နာကိုလုတ်ရင်ဘယ်သူမျိုးမဆိုမလုတ်တဲ့နာရဲ့ဒဏ်ခတ်မှု reaction ဆိုတဲ့သဘောတရားအရမိကင်မဲ့ဆိုရင်ဘယ်သူကင်ကင်ပူမှာပဲ အကာအကွယ်မလုပ်ဘဲနဲ့ကဲနဲ့ပုဂ္ဂိုလ်ရဲ့လက်လောင်းမှာပဲဒါမီးရဲ့သဘာဝပဲအဲ့ဒါလိုပဲအကုသိုလ်လို့ဆိုတာငါတို့ကတော့ပယုံလို့ငါ့ကိုအကုသိုလ်ကကျုံပေးဘူးလို့မရှိဘူးမရှိဘူးငါတော့ယုံနေယုံလို့အကုသိုလ်ကကျုံမပေးဘူးဆိုတာလည်းမရှိဘူးသဘာဝတရားဆိုတာတူညီသောလှုပ်ဆောင်ပေးမှုရှိတယ် ခွဲခြားတာမျိုးမရှိဘူးအမှန်တရားဆိုဒီမှာဒါကဘာလူမျိုးဒါကပေပသဝင်ဒါကအမျိုးသားဒါကအမျိုးသမီးဒီလိုခွဲခြားတာမျိုးလုံးဝမရှိဘူးဘယ်သူပဲဖြစ်ဖြစ်အားလုံးဟာတူညီတဲ့အကျိုးကျေးဇူးကိုခံစားရမယ်တူညီတဲ့ဒုက္ခကိုလည်းခံစားရမှာဖြစ်တယ် အလုတ်တူညီရင်ဒုက္ခတူညီမယ်အလုတ်တူညီကောင်းတဲ့အလုတ်ချင်းတူညီရင်ကောင်းကျိုးချမ်းသာရကြမယ်ဆိုးကျိုးကိုဖြစ်စေတတ်တဲ့မကောင်းတဲ့အလုတ်ချင်းတူညီရင်လည်းမကောင်းကျိုးရကြမယ်အမှန်တရားဆိုတာကိုယ့်ရင်ထဲမှာဖြစ်ပေါ်လာတဲ့အရာခဏိခေမှာဆိုလို့ရှိရင်အလုံးနားလေတာနိုင်တာနဲ့ပြောမယ်ဆိုရင် ကိုလုံးတဲ့ပုံရိပ်တွေဟာကိုယ့်ရဲ့နေမှာရှိတယ်။မတန်တဲ့မိသားဖြစ်သွားတယ်။ညင်းဆိုလို့မရဘူး။ကိုယ့်ရင်ထဲကဖြစ်တဲ့အတွေးကိုယ်ပါဇက်ကထုတ်ပြောလိုက်တဲ့အပြောကိုလုံးလိုက်လို့လုံးလိုက်တဲ့လုပ်ငန်းဓာရီဟာ CCTV ထဲမှာပုံရိပ်ပေါ်သွားတယ်လို့ကိုယ့်ရင်ထဲမှာလည်းပုံရိပ်ပေါ်သွားပြီ။မကောင်းရင်မကောင်းတဲ့ပုံရိပ်တွေပေါ်နေတယ် ကောင်းရင်ကောင်းတဲ့ပုံရိပ်တွေပေါ်တယ်အဲ့ဒီပုံရိပ်တွေအားလျော်စွာကောင်းကျိုးဆုကျိုးဆိုတာညင်းဆိုလို့မရနိုင်ဘူးเนาะညင်းဆိုလို့မရဘူးအဲ့ဒါကံကြမ္မာရဲ့သဘောတရားကံဆိုတာကိုလှုပ်တာပဲသူများလာလှုပ်တာမဟုတ်ဘူးဆိုပါစို့ကိုလှုပ်လိုက်လို့တစ်ဖက်သားမှာ ဒုက္ခအကြီးကျယ်ရောက်ပြီးတော့စိတ်ဆင်းရဲမှုကိုယ်ဆင်းရဲမှုတွေခံစားရတယ်ဆိုရင်ခုခေတ်ဆိုရင်ဂျင်းထဲလိုက်လို့ဟိုမှာ စပ်ပူစက်လောင် ဖြစ်သွားပြီဆိုရင်အဲ့ဒီစပ်ပူစက်လောင်ဒီကိုယ်စီရောက်လာမှာနော်ကိုယ်စီရောက်လာမှာတေးကြတယ်ကိုယ်လုံးလိုက်တဲ့အလုပ်တစ်ခုဒီကိုယ်စီပြန်လာ reaction ဆိုတဲ့သဘောတရားကိုယ်စီပြန်လာ အဲကိုကကောင်းကျိုးလွန်လာပြီတစ်ဖက်သားကိုခုညီလိုက်လို့စိတ်ချမ်းသာကိုချမ်းသာဖြစ်သွားတယ်ဆိုရင်အဲ့ဒီအကျိုးတရားသည်တနေ့ကိုယ့်စီပြန်လာမှာကောင်းကျိုးချမ်းသာဆိုပြန်လာဒါကဘယ်သူကမှဖန်ဆင်းတာမဟုတ်ဘူးဖရာသခင်ကဖန်ဆင်းတာလည်းမဟုတ်ဘူးတဘာဝတရားကသာလင်ဖြစ်တယ်